ညင်ရသူတွေအကုန်ကြေကွဲခဲ့ရတဲ့နာရေးဖိတ်စာတစောင်းမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ညင်ရသူတွေအကုန်ကြေကွဲဝန်းနေခဲ့ရတဲ့မိသားစုတစုလုံးတည်ဆုံသွားတဲ့နာရေးဖိတ်စာလေးအကြောင်းကိုဖော်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာရင်ဆိုင်တွေ့ကြုံနေရတဲ့ငလျင်ပေးကြီးမှာမိသားစုပေါင်းများစွာရဲ့အသက်တွေများစွာဆုံးရှုံးခဲ့ကြရပြီးအဖြစ်ဆိုးတွေများစွာရှိခဲ့တာပဲဖြစ်ပါတယ်။ ငလင်လောက်ချိန်ဟာနေ့လယ်ချိန်ခါဖြစ်နေခဲ့တဲ့အတွက်လဲလူတွေဟာအမိုးအကာဆောက်ဦးတွေထဲမှာသာနေထိုင်နေကြတဲ့အချိန်ဖြစ်တဲ့အတွက်လူအသက်ပေါင်းများစွာကိုပုံမနှုတ်ယူသွားခဲ့တယ်လို့ဆိုရပါမယ်။လူမှုကွန်ရက်စာမျက်နှာမှာလဲငလင်ကြီးကြောင့်အဖြစ်ဆုံးနဲ့ဆုံးပါသွားကြရတဲ့မိသားစုတွေရဲ့ဘဝဟာတတိုင်းပြည်လုံးရဲ့ရှင်နာစရာတွေအဖြစ်ဖြစ်စေခဲ့တာလည်းဖြစ်ပါတယ်။အချို့မိသားစုတွေမှာတော့အသက်ရှင်ကျန်ရစ်သူတယောက်တည်းသာကျန်ခဲ့တဲ့မိသားစုတွေရှိသလို တချို့တွေမှာလည်းမိသားစုတစုလုံးတယောက်မှမကြံတော့တဲ့အထိငလျင်ပေးကြီးမှာအကုံ အသက်တွေပါသွားခဲ့ကြတာပဲဖြစ်ပါတယ်။လက်ရှိလူမှုကွန်ရက်စာမျက်နှာပေါ်မှာအများပြည်သူတွေအားလုံးကိုစိတ်ထိခိုက်စေတဲ့နာယေးဖိတ်စာတစ်ခု ပြန့်နှံ့နေခဲ့ပြီးဒီနာယေးဖိတ်စာကတော့၁၀ရောက်ရှိတဲ့မိသားစုကြီးတစ်ခုလုံးတယောက်မှအသက်မရှင်နိုင်ခဲ့ပဲငလျင်ပေးကြီးမှာဆုံးပါသွားခဲ့ရတဲ့အတွက်နာယေးပြုလုပ်ဖို့ဖိတ်စာတစ်စောင်အွန်လိုင်းပေါ်ကိုပြန့်နှံ့လာခဲ့က ဖြစ်ဆိုခဲ့ကြတဲ့ဒီမိသားစုကြီးအတွက်အားလုံးကစိတ်မကောင်းများစွာဖြစ်ခဲ့ကြရတာပဲဖြစ်ပါတယ်။ဒီနိုင်ရေးဖိတ်စာထဲမှာ အသက်90ကျော်အဖိုးဘွားကစအသက်တနှစ်ခွဲသာရှိသေးတဲ့မြေးဖြစ်သူတီအကုန်ဆုံးပါခဲ့ကြရတာပဲဖြစ်ပါတယ်။မန္တလေးမှာနေထိုင်တဲ့ရှမ်းမိသားစုတစ်ခုဖြစ်ပြီးမိသားစုတစ်ခုလုံးအခုလိုဆယ်ယောက်ထိအိမ်ပြိုကျကာဆုံးပါသွားခဲ့ကြတာပဲဖြစ်ပါတယ်။လူအများပြားကတော့မိသားစုတစ်စုလုံးထိဆုံးပါသွားခဲ့ရတဲ့ အဖြစ်ဆိုလာတဲ့ဒီမိသားစုရဲ့အဖြစ်ပေါ့။တမိသားစုလုံးလို့လို့ပဲနော်။အင်းလေအ ਨੇ ဆုံးတော့ကြံခဲ့တဲ့သူတွေမပူလောင်ကြရတော့ဘူးပေါ့။အတူရှင်ကြရပြီးအတူဆုံးပါကြရတာလည်းကောင်းတာပါပဲ။ကိုချစ်တဲ့သူတွေမရှိတော့ရင်ကြံခဲ့တဲ့သူကအမြဲပူလောင်နေရတော့မှလေ။နောက်ဘဝတွေကြရင်တော့တက်တန်းစေနေနိုင်တဲ့သူတော်ကောင်းတွေဖြစ်ကြဖို့ပဲဆုတောင်းပေးပါရယ်။တယောက်တည်းချမ်းသာခဲ့ပဲအတူတူသွားကြတာကောင်းတယ်။ကြံခဲ့ရင်ကြံခဲ့တဲ့သူကယူခါသွားမှာ။ အနှိမ့်စာဒုက္ခအနတ္တပါပဲဝတ်ကျွေးတွေလားဆူတောင်းနေမားခဲ့တာလားမသိဘူးနော် တချို့ဆူတောင်းတာတွေကြားဘူးတယ်ဘဝဆက်တိုင်းတီအတူရှင်မကွာဆိုရာလေစိတ်မကောင်းလိုက်တာဘဝဆက်တိုင်းတီလို့အဖြစ်ဆိုးနဲ့မတွေ့ကြုံပါစေနဲ့နော်မိသားစုတွေချစ်ချစ်ခင်ခင်တတ်ဆုံးတိုင်နေနိုင်ပါစေလို့ဆူတောင်းပေးပါတယ်အသက်တနှစ်ခွဲကလေးလေးပါပါနေတာတော့ညီရတာတကယ်ကိုစိတ်မကောင်းဘူးဝတ်ကျွေးရှင်ဒီဘဝနောက်ဆုံးဖြစ်ကြပါစေ တမိသားစုလုံးစိတ်မကောင်းစရာပဲ။ကောင်းရပုံဘဝမှာမိသားစုတွေဒီလိုဖြစ်ဆိုးနဲ့မကြုံတွေ့ရပဲပြန်လည်ဆုံတွေ့ကြပါစေ။ဆိုကမြားစွာစိတ်မကောင်းဖြစ်စွာနဲ့ဝင်ရောက်ပြောဆိုထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုဝါပြီးပြင်းထန်လွန်လာတဲ့ငလင်ပေးကြီးဖြစ်ပွားခဲ့တာ။ဆလီရံမြောက်ခဲ့ပြီးဖြစ်ပြီးတေဆုံးသူလူပေါင်း6300ကျော်ထိရှိလာခဲ့ပြီးပဲဖြစ်ပါတယ်။လက်ရှိမှာလည်းနောက်ဆက်တွဲငလင်ငယ်လေးတွေ ယနေ့ချိန်ထိဆက်လက်လှုပ်ခတ်နေဆဲဖြစ်တဲ့အတွက်ပြည်သူတွေဟာထိတ်လန့်ကြောက်ရွံ့မှုတွေနဲ့နေထိုင်နေရဆဲပဲဖြစ်ပါတယ်။အမိုးကအောက်မှာမနေရတော့ပဲ platform တွေမှာပါညအိတ်ကညတာရှိတဲ့ညတွေကိုဖျက်သန်းနေကြရတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလက်ရှိကြားရောက်နေတဲ့ငလျင်ပေးကြီးလဲအမြန်ဆုံးကင်းဝေးပြီးတဘာဝပေးရင်တည်းပေါမောင်းကနေမြန်မာနိုင်ငံကြီးလွတ်မြောက်ဖို့စွတ်တောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်။